မိတ်ဆွေများမင်္ဂလာပါလို့မိုင်းနေမီ channel ကနေနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီခိတ္တရာမြောင်းလေးကိုရောက်တဲ့ခါတိုင်းကျွန်တော်ရဲ့စိတ်ထဲမှာတခုခုကိုရှာကျင်းနေတယ်လို့လို့တွေးချင်နေတယ်လို့လို့ ਨੇ အမြင်ပဲခံစားရပါတယ်ရောက်ခုရတဲ့မိတ်ဆွေများလည်းကျွန်တော်လိုပဲကြည်ကြလိမ့်မယ်လို့ထင်ပါတယ်ဒီခိတ္တရာမြောင်းလေးမှာအဓိကနေရာတွေကတော့မြို့ရဲ့ဝင်းပေါက်ကြီးကိုပေါက်ရှိပါတယ်ဂူပြားက၅သူရှိပြီး ဒေဒီက၄စုရှိနေပါတယ်။နောက်တစ်ခါခုံလေးကိုတောက်ချရုံနဲ့ရောယူတိုင်းငါတိုင်းနန်းတော်ရာကိုရှင်းအောင်ပြတိုင်းရဟန္တာကံနဲ့ဗေဒနုမီပြာတင်းချိုင်းတို့ပဲဖြစ်ပါလေ။ရှိခရလာတဲ့တမိုင်းကြောင့်ရှိခဲ့တဲ့ခတိယာမျိုးအောင်ကိုကျွန်တော်တို့တဏှာချင်းတစ်ခုချင်းလေ့လာကြည့်အောင်ဗေဒနုမီပြာတင်းချိုင်းဆိုတာကိုအရင်ဆုံးလေ့လာဖို့ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်ဒီဗေဒနုမီဒီယာသင်္ကိုင်းနေရာကိုအရင်ဆုံးရေးလိုက်ရတယ်ဆိုတာဟာမိစင်များကျွန်တော်ရဲ့ဗီဒီယိုအဆုံးမှာအဖြေတစ်ခုကိုထပ်တူခန်းစားပြီးတွေ့မြင်ရပါလိမ့်မယ်ဗေဒနုမီဒီယာသင်္ကိုင်းနေရာကို ရောက်တဲ့အခါအပြင်မှာစတွေ့ရတဲ့ကပီးဆိုင်ပုံမှာစီရောမျိုးတော်များဤသင်္ကိုင်းရလို့ရေးထားပါတယ်အဆောက်အဦတွေရောက်တဲ့အခါမှာတွေ့ရတဲ့မှတ်တမ်းဆိုင်ပုံမှာကတော့ဗီဒီယိုမီဒီယာသင်္ကိုင်းလို့ရေးထားပြန်ပါတယ် ဝိစီတို့ကိုကျွန်တော်ဖတ်ပြပါမယ်ဗီဒနိုမီပြာတင်ဆိုင်သည်သီခိတ္တရာမြို့ဟောင်း၏အပြင်ပဲတောင်ပချမ်းတွင်တည်ရှိပါသည်လီမျက်နှာဘုရား၏အရှိပဲဂိုက်300ခန့်အကွာတွင်တည်ရှိသည်1969ခုနှစ်တွင်ဒူးဖော်ခဲ့ပြီးဒူးဖော်မှုမှာကြီးမားသောကြောက်ရိုး6လုံးကိုတန်းလျင်၃လုံးကြည့်ပြီးအရှိနောက်စီတန်းလျက်ဒူးဖော်တွေ့ရှိခဲ့ပါသည် ကြောက်ယူဦးများမှာပြင်းပြအားဖြင့်ပတ်လေ2.4မီတာနှင့်အမြင့်3.8မီတာရှိသည်။၎င်းကြောက်ယူဦးများမှာရှာရူးအန်ကြပါကြောက်ခွေများဖြင့်ဆက်ဆက်ပြုလုပ်ထားကြောင်းတွေ့ရှိရပါသည်။ဒေသဆင်လာရာဗီဒနိုးမြို့ဟောင်းသို့မဟုတ်မြို့လေးတော်အနီးတွင်တည်ရှိသောကြောင့်ဗီတနူမီဒီယာနှင့်ဆွေတော်မျိုးတော်များ၏ပြည်ညိုင်းရာတစ်ခုဖြစ်မည်ဟုဆိုကြသည်လို့ညှိထားပါတယ်။ဗီစီများခင်ဗျာ။ အပြင်မှာရေးထားတဲ့ကြောက်တန်ကစားနဲ့အဆောက်အဦတွင်မှာရေးထားတဲ့စိုင်းပုပ္ပါစာဖွဲ့ပြနေတာကိုမဝင်မကြမိတာတော့အမှန်ပါပဲနောက်တစ်ခါခေါင်းစဉ်ရဗေဒနုမီဒီယာသင်ဆိုင်လို့ဆိုပြီးမယ်အဆုံးအမကြတော့ဖြစ်နိုင်ခြင်းလည်းပဲရေးထားတာတွေ့ရပြန်ပါတယ်လူလို့တော်တော်အတွင်းနဲ့ချိန်နေပဲကျွန်တော်ဟာနောက်ထပ်သင်ဆိုင်တနေရာကိုသွားပြန်ပါတယ်အဲ့ဒါကတော့အကုန်မှန်53ပါ ရှိကနေရလို့ပဲအဆောက်အဦပြင်ကသပီးစာကိုတွေ့လို့မှတ်တမ်းတင်ရင်းနဲ့ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ကိုဥမှတ်53ပြီဘဘကြီးဖရာကြီးအနောက်ဘက်ရုံရုံကိုဥမှတ်35ကြီးအနောက်မြောက်ဘက်နေရဟန္တာတကားပေါ်မှာမြေပါဟုစီတီတို့တွားရနိုင်တောင်ဘက်တွင်တည်ရှိသည်2017စနစ်ဗလာရီနှစ်တွင်ဒုဗောခဲ့ပါသည်ကိုဥမှတ်53ဒုဗောမှုမှာပေါ်ထွက်လာသောပနေ့ပုံမှာစတုကံပုံ တောင်မြောက်အလျားလိုက်တိောက်ထားပြီးအဓိက၄ထောင်ဥယျာဉ်ပတ်လည်းအဆင့်၃ဆင့်ပါရှိသည်အသောဥကြီးအတွင်းဘက်တွင်အယိုးအများအများပြားမြုံနှံထားသည်ကိုတွေ့ရှိရပါသည်ဤကုန်းမှာမြေမီးဘုံအုပ်ခွင့်၅ခုအခြေခံပုံစံ၉မျိုးကိုပြသောအယိုးဥ၂90ခန်းနှင့်၎င်း၏ဘေးမှသမင်နာ၉မျိုးထိန်းသိမ်းပဲသွားပါသောဓာငင်များကြီးချူလုံးငယ်များတန်တဲ့ပစ္စည်းတို့ကို တွေ့ရသည် ယခုလက်ရှိတွင်ဤကုန်းရှိအယိုးအမြာကိုဓာတုပိဒါနေပြင်ထိမ့်သိမ်းထားရှိပြီးစိုက်မ ్యూ ဇီယံဖြင့်ပြတ်ပတ်လျက်ရှိသည်ဤကုန်းသည်ပြည်သူမျိုးတို့၏ထင်ရှားသောဒလီထုံးတမ်းဆိုင်ရာအဆောက်အဦတွင်တွင်အယိုးအိုမြုပ်နှံမှုဒလီကိုမျက်မြင်တွေ့ရှိနိုင်သောအဆောက်အဦတစ်ခုဖြစ်ပါသည်လို့မှတ်ရပါသည်အဆောက်အဦထဲမှာတော့ဥပဲ့ဥကွဲအများအပြားတွေ့မြင်ရပါတယ်ဒီနေရာမှာကြတော့ ပြူလူမျိုးတို့ဤလိုရေးထားပြီးစစ်တော်မျိုးတော်များလို့မသုံးထားပါဘူးရှိကဘီဒနိုမီဗျာတင်ဆိုင်ဆိုတာမှာအယုဦးကြီးတွေကအယွေတူ၆လုံးတန်းကြီးဖြစ်နေလေတော့အဆင့်တန်းတူတဲ့အကြီးငယ်၆ယောက်ဖြစ်ဖို့များပါတယ်ဒါမှမဟုတ်ဒီ၆လုံး၆ယောက်ဟာဘီဒနိုမီဗျာရဲ့အနိကအဆင့်နဲ့ရာရှိတွေလားမို့ကျွန်တော်တွေးနေမိတော့တယ်အခြားမြင့်တဲ့များရဲ့အယုဦးများလည်းဖြစ်နိုင်ပါသေးတယ် ဘာဖြစ်လို့လဲဆိုရင်ဒီတိတိယပြီးမင်းဆက်က29ကျက်တောင်ရှိခဲ့တာမို့ပါစာတွေထဲမှာတော့ဒုတိယပေါင်းဘီရင်ကဗီဒနိုမီဘီယာကိုအချစ်ဆုံးလို့ဆိုတာလီတော့သူ့မီဘီယာကို တခန့်တနားနဲ့ပြီးသက်ပြီးကျုပ်ပေးမယ်လို့ပဲယုံကြည်ရပါတယ်မီဘီယာလည်းဖြစ်တာဆိုတော့အစ်င့်နေတဲ့ဘူးကြီးမကြီးတွေနဲ့တကန်းနဲ့တင်းကျုပ်ထားတာတော့မဖြစ်နိုင်ဘူးလို့ထင်ပါတယ်ဒါဆိုရင်ဒီယူအူကြီး၆လုံးမှာ ဘေတုဘေဝါဆိုတာလည်းအတိအကျမရှိလို့တော့ကျွန်တော်အမြင်ကတော့ဘေတနုမီဒီယာတင်ချိုင်းဆိုတာတည်းပြူကြီးကင်းများဆိုရင်အဆင်ပြေမလားလို့ပါအခုကျွန်တော်ရောက်နေတဲ့ကုန်းမ53မှာကြတော့ညာနဲ့ချီတဲ့ရိုးရိုးတွေစုပြုံနေတာတွေ့ရလို့ဒါဟာသာမန်ပြည်သူပြူလူမျိုးတွေလိုယူဆနိုင်တာပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကစားခဲ့တဲ့တိခိရိယာပြည်ဟာမဟာသံဃာဝါဆူလာသံဃာဝါနဲ့ ဒုတိယပေါင်းမင်းရဲ့နောက်မှာမင်းဆက်ပေါင်း24ဆက်ရှိခဲ့ကြတာပါမာနမောနဲ့သုရနမောညီတော်ရဲ့လက်ထက်မှာရသိမျိုးလူပဲခေါ်ဆိုခဲ့ပြီးသာသနာတတိတရားတစ်ခုနဲ့မှာဒုတိယပေါင်းမင်းဟာခမည်းတော်နဲ့ဦးလေးတော်ရဲ့ဒီရသိမျိုးကိုဒီတတိယပြည်လို့နာမည်ပြောင်းတာတည်ထောင်ခဲ့တာဖြစ်ပါတယ်28ဆက်မြောက်နောက်ဆုံးမင်းဖြစ်တဲ့သူ့ပညာငကရစိန်နာမင်းလက်ထက်မှာ ဒီကိရိယာပြည်ကြီးဟာသဘောတရားကြောင့်အလုံးစုံပြသခဲ့ရပါတော့တယ်။ဒီကိရိယာပြည်ပြသခဲ့တဲ့နှစ်ဟာသာသနာတက္ကသိုလ်640ခုနှစ်ဖြစ်ပါတယ်။ဒုရမောင်မင်းကဒီကိရိယာပြည်ကိုသာသနာတက္ကသိုလ်တရ100ခုနှစ်မှာတည်ထောင်မင်းလုပ်ခဲ့တာဆိုတော့ဒီကိရိယာပြည်ဟာနှစ်ပေါင်း939နှစ်တည်တံ့ခဲ့တယ်လို့ဆိုရပါမယ်။ခုဆိုရင်ဒီကိရိယာပြည်မျိုးရဲ့သက္ကဟာ တပ်နာတတိယနဲ့တွေ့ရင်နှစ်ပေါင်း1452နှစ်ရှိနေပါပြီဒီနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့အဆောက်အဦတွေနတ်တော်ရာတွေဆိုတာဘယ်မင်းရဲ့လက်ထက်ကဟာတွေလဲဆိုတာဘယ်သူမှသိချာမသိနိုင်တော့ပါဘူးသိနိုင်တာတွေကတော့ဘုရားသီတီတွေရဲ့သမိုင်းတွေပဲဖြစ်ပါတယ်အဲ့ဒီသီတီပထိုးတွေမှာတော့ဘယ်နှစ်ခုနှစ်ကဒီခိတ္တရာဘီဘယ်မင်းတည်ခဲ့တယ်ဆိုတာမျိုးပေါ့မရှိနိုင်ဘူး ြည်ကြည်ရပြည်မှာမင်းဆက်29ခုရှိခဲ့တာမှန်ပြီမယ်ဒုတိယမင်းကြီးနဲ့ဗေဒနုမီဒီယာကိုပန်ခွန်မီဒီယာတွေအကြောင်းကသာကျွန်တော်တို့အားလုံးကိုလွှမ်းမှုနေခြင်းဟာအင်မတန်ကိုပဲထူးခြားမှုဖြစ်ပါတယ်လူများကဒီကိတ္တရာမျိုးဟောင်းထဲရောက်တာနဲ့ဒုတိယောင်းနဲ့ပန်ထွာကိုပဲသတိရကြပါလေကျွန်တော်လည်းအားလိုပါပဲမင်းသက်တွေများခဲ့လို့အဆောက်အဦပြည့်တွေကို ဘယ်မင်းရဲ့လက်ရလဲဆိုတာသိချာမတွေးနိုင်မခွဲခြားနိုင်ကြပါမယ်။နေရာတိုင်းအဆောက်အဦတိုင်းမှာတော့ဒုတိယပေါင်းမင်းကြီးနဲ့ပထဝီမိဗျာတို့ရဲ့ဘုံကြီးတွေကသာလူတိုင်းရဲ့စိတ်ကိုလွှမ်းမိုးနေတယ်ဖြစ်ပါတယ်။ဒါကြောင့်ဘေတနုမိဗျာတင်ချိုင်းနေရာကို အရင်သွားပြီးလေ့လာမိကြပါမယ်။မြောင်းထဲမှာမိမိများအဆောက်အဦတွေဟာပြုခိပြုလူမျိုးတို့ရဲ့နေခြင်းမှုတွေဆိုတာကတော့အရန်ကိုပဲသိချာလာပါတယ်။ဒါပေမဲ့ ဒုက္ခမင်းနဲ့ပန်းထွားမိရတို့ရဲ့ခြေရလက်ရတွေကိုဒီမျိုးဟောင်းမှာကျွန်တော်အတိအကျမခွဲခြားနိုင်ခဲ့ပါဘူးဒီနေ့ဒီပဲသူတို့ရဲ့ဝိညာဉ်တွေပူကတ်နေတယ်လို့မြင်တွေ့ခံလာရတဲ့အမိုင်းဝင်နေရာတစ်ခုဟာဘယ်မင်းစနစ်မှမရောချက်ပဲအတိအကျရှိနေပါတယ်အဲ့ဒီနေရာကိုမိစေတို့အနေနဲ့လည်းစိတ်ဝင်စားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒုက္ခမင်းကြီးနဲ့ပန်းထွားမိရတို့ရဲ့ အချင်းနဲ့စစ်ဇလန်းနဲ့မှာဘာယာနတိပြီဆိုတာဒီနေ့အထိသိချရှိနေပါတယ်ဘာယာနတိတိုင်းချဲ့တယ်ဆိုတဲ့စကားရဲ့အချင်းနဲ့စစ်မှာမတရားတာမရှိဘူးဆိုတဲ့စကားတွေကိုလူတိုင်းကြားဘူးကြမှာပါအဲ့ဒီစကားတွေဟာဒီကိတ္တရာဘင်းဒုတိယဘောင်မင်းနဲ့ပန်ထွန်မီပြားတို့ကစခဲ့တာဖြစ်ပြီးတန်းအားဖြင့်နှစ်2000ကျော်ခဲ့ပါပြီအခုချိန်ဒီပဲအဲ့ဒီစကားတွေကိုမိတ်ဆွေတို့ကျွန်တော်တို့ အနှင်းသင့်တယ်လို့သုံးနေကြသေးပါဘူးပြုလို့မင်းကြီးဟာဘလူကြောင့်ဘလူဘာယာနတီတိုင်းချဲ့ခဲ့ရတယ်ဆိုတာက အရာကိုပဲစိတ်ဝင်စားဖို့ကောင်းပါလေမိစင်နာသမျာတွတ်ပေါင်းမင်းကြီးနဲ့ပန်ထွာမီကရတို့ရဲ့ဘာယာနတီပြည်ကိုသွားကြရအောင်ကျွန်တော်ရဲ့မိုင်းနေမီ channel ကို subscribe လုပ်ပါ like နှိပ်ထားကြပါအောင်ခင်ဗျာ